ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖျက်ပြချင်တဲ့စောင့်လေးရအောင်ဆရာလည်းတွေကဆိုချင်ကျွန်တော်ငုံဆုံးကျွန်တော်ဆိုရင်စောင့်လေးရဖြစ်ပါတယ်ခင်ဗျာအလုံးပဲနာတော်လာစင်ကြပါဦးခင်ဗျာပူပုံပြင်းစားပြင်းစဲစားဟိမန်ရင်းစားပေရှင်စားချစ်ရုံချင်မှာမိဝန်ဖုံမလို့ပြမိုင်းနေသည်လေဝေလေယူတက်ရသူရောက်လာသည်များကကျွေးနေကြသည်ဟူးစံပွဲခင်မအထွက်တွင်တပင်းတို့ကိုတရှိကို ကျွန်တော်ပစံမမှုထုတ်ရင်းညနာမှာ ရှင်များကိုလက်ကင်ပေါ်အပြင်တုတ်ပြလိုက်သည်ယနေ့စေရန်ဆာမီဝဲနောက်ဆုံးပါတရားကိုဖြေခဲ့ရသည်ဘာဖြစ်ဖြစ်ဝင်တော့ဝင်ပေါ်ကြီးတခုကြသွားရဲ့ညနေမှာပေါ်ပါသွားသည်အောင်အောင်ဆိုသည်ကိုတော့တွေ့ခြင်းနောက်ကလာနောက်ပါစေသဘောထားလိုက်သည်ဆာမီဝဲခန်းထဲမှာအစောဆုံးထွက်လာကြသည်များပြီးကျွန်တော်ပါဝင်သည်ကျွန်တော်ရှိရင်ထွက်နေသူနေသေးသည်မို့အပြင်မှာလူသိမ့်မရှိသည်မအီးဟူဖြစ်နေသည့်တစ်ဖက်ဆောင်မှာအခန်းစီကိုနှမ်းကြည့်လိုက်သည် မအေးဖြူကိုမမြင်ရတခြားသူတွေကုန်းနေအောင်ပြေးနေကြစေမအေးဖြူကစူးစမ်းသည်အချိန်မစေးပဲထွက်ပြေးမှုကြိုးကြိုးစမ်းစမ်းဖြစ်နေပြီးသူ့ပုံလေးကိုမြင်အောင်ပြုံးမိသည်ကြောင်အောင်ရောက်မှကျွန်တော်ထက်အရင်စောထွက်သူအချို့ကိုတွေ့ရသည်ဆရာရဲ့ဆရာတယောက်ကမိခွန်ကရဲ့ကျောင်းသားနှစ်ယောက်နဲ့စကားပြောနေသည်ဘဘာညာညာအပြေးတိုက်ပြီးစစ်စစ်နေကြဟန်တူပါ၏ကျွန်တော်ကတော့ဖြေခဲ့ပြီးမှပြင်းရမရတော့သည်ကိုအမမှတိုက်မနေရှင်မားတယ်ဟုဆိုရင်စိတ်ညစ်နေရအောင် ကိုဘာသာကြိုးစားပြီးအကောင်းဆုံးပြောင်းပြေးခဲ့ပြီအောင်ဟုတ်ကြဖို့ဆိုဒီမှာစာစစ်တူတွေတောင်းဝင်တာဖြစ်တယ်သဘောထားလိုက်တယ်ကျွန်တော်ကထိုးတဲ့ကိုရအရေးကြီးသောစိတ်ဝင်စားစရာရှိနေသည်စာမျိုးဝဲပြီးလိုက်ရင်မအေးဖြစ်နေတွေ့ရင်ချိန်ထားသည်ကျွန်တော်တို့နှုတ်သဘောတူနေရသတ်မှတ်ထားပြီးသားတို့တော့ကြောင်မတူတွေ့ရင်ဖြစ်မအေးဖြစ်ဒီမှာတည်ရင်ပြဿနာတက်ပြီကျွန်တော်အရင်သွားနေရမယ်မအေးဖြစ်နောက်မှလိုက်ပါလိမ့်မယ်နေရာကနည်းနည်းဝေးသည်ဒုထဘော်ဒီမေကန်ဘေးအထိသွားရသည်တို့တော့ကိစ္စမရှိဘူး မလာခြင်းနဲ့ခရီးဝေးတော်လဲလာခြင်းနဲ့အနည်းကလေးဒီချက်ကိုပြီးလာခြင်းသွားခြင်းတော့နေရာမရှိသူတို့နေတွေ့ရမယ့်နေရာကဘာပေါ်ရင်အနှအဆုံးနေရာနေကပုံလုံးဟာဒီကိစ္စမရှိသူတို့မျက်နှာလေးကို တွေ့လိုက်ရင်တလောကကြီးသွားမယ်သူကစပိတ်နေလာကျွန်တော်ခက်တက်တက်ကလေးရှောက်ရသည်မအေးဖြူတဲ့အရင်ရောက်နေခြင်းသည်သူတို့လာမိလမ်းစီလိုနမ်းမြော်နေရတော့ညနေတွေ့ရအရသာလေးကိုခံစားခြင်းသည်ရောက်ပါပြီ ဒုထဝတိမြကံမိမှာအေးမြသောအွေစိတ်ကလေးဆဲဆိတ်မြုံမြုံမောက်အောက်အုံဆိုင်ဆိုင်ဝမ်းပတ်ထားသည့်တရေးဆိုင်ကလေးလှပသောနေရာစိတ်ကွင်းရင်စရာနေရာကျွန်တော်ကအင်းနေရာလေးကိုအရှိရာကိုညီပေးထားသည်ဒုထဝတိမြကိုလှမ်းမြင်နိုင်သောဥနေပင်အောင်မှာတိရှားစပွဲလေးတွင်ကျွန်တော်ဝင်ထိုင်လိုက်သည်မအိုပင်ဟုပြောကြသောဥနေပင်အေကတက်တိတ်တက်တက်ရှိလာသည်မိဘမှတိုက်လာသောလေနုအေကြောင့်ရွှေကလေးတွေတိတ်သွားသည်ဘာသာမှလည်းကိုယ်စုံနိုင် ဆိုင်မကောင်လေးကလာမေးကျွန်တော်ကလက်ကပြလိုက်တယ်။မြို့ကတယောက်ကြံနေတယ်။ကောင်လေးကသဘောပါပြီးပြုံးပြီးထွက်သွားသည်။လက်မနိုင်ကိုနှမ်းကြည့်လိုက်အချိန်ရှိပြီ။ဘလောက်ဆိုမှအိပ်ပြူဖြူရမျိုးကိုတိမ်းဆန်းအနံ့နေရောမီကျွန်တော်အေးအေးဆေးဆေးပြီးမြေပြင်စီတို့ဟင်းမောင်ရင်စောင့်နေလိုက်သည်။ခုတ်ဝဲဝဲတွေရက်လေကြီးတစ်စီရွက်တိုင်ပြုံးပြောင်းနေသည်။ကျွန်တော်ကပြာဆက်ချင်စိတ်ပေါ်ပေါက်လာရင်စိတ်ထဲမှာဘလာစာအုပ်တော်ကိုထုတ်ယူလိုက်သည်။နောက်ဆုံးစာရင်များမှာကပ ကြပြအတူထောင်များနေကြီးပြည်နေ။ငါးရက်ခန့်နောက်ပြန်နိုင်မှာဆောင်ရွက်လွတ်များတို့ရောက်သည်။မြေပြင်မှာရက်လေကြီးစီတို့တခါနှမ်းကြည့်လိုက်သည်။ဖြဖြည်းငိမ့်ငိမ့်လင်းမြော်နေပေါ်ကနမောစရာလေကလေးတစ်စင်းနေမိုင်းပြုံနေအတူရောက်ကုန်ဝင်ပြီးလင်းဆန်းလာသည်။လေငယ်ရှင်ရောက်ကုန်ပြီ။လင်းငင်ရရှိသူရဲ့မအေးဖြစ်လိုက်နိုင်ပါမလား။လည်းရဲပါမလား။ဟိုးတကယ်ရှင်တတ်တည်ရှိရမှာလို့ရေးပြင်းချက်ကူးကြမယ်နှစ်ယောက်တည်း ဘယ်လိုင်းဘလူးထံကိုအေးစမ်းမှလေးစမ်းတိုက်တယ်။ဆိုင်ရောကစပိန်နိုင်ငံကြီးလှမ်းကြည့်လိုက်တော့အိုးဝမ်းသာလိုက်ရသည့်ဖြစ်ရှင်မအေးပြူလာဘူး။သူတငယ်ချင်းဆန်းဆန်းကြီးကစပိန်နဲ့လိုက်ဖို့ပြန်သွားသည်။အလိုက်တီတော့တငယ်ချင်းကကျွန်တော်ထိုင်နေရမှထားလိုက်တယ်။လေကလေးလေးလေးကျွန်တော်ရှိရစပွဲစီကိုရှောက်လာနေတော့မအေးပြူ။အသားကလေးဖြူဝင်းဟိုမကစိတ်ရင်းမှဖြူစီရင်မျက်နှာကလေးကလည်းအေးချမ်းတော့ချောင်း။နံမင်းနဲ့လိုက်တော့မအေးပြူ။ကျွန်တော်တက်ရှိသိမ့်မြန်လို့အထင်ကြီးရတော့မအေးပြူ။ မေးပြေကစပွဲပေါ်သို့လေကလေးကိုတင်လိုက်သည်ကျွန်တော်လူအိမ်နဲ့ကျွန်တော်လူအိမ်နဲ့ဘေးချင်းရှင်လေသူထိုင်ရန်သူထိုင်ရန်ခုံရွေးလိုက်သည်ကျွန်တော်လည်းမျက်နှာချင်းဆိုင်မှာပေါ့တစ်ဖက်တည်းဘေးချင်းရှင်ကက်လျက်လည်းမဟုတ်လေးရောင်စပွဲတွင်ကျွန်တော်ထိုင်သည့်မျက်နှာစာနှင့်တောင်းဆိုတစ်ခုသာရှာတော့ဘယ်ဘက်မှနေရအကိုဖြစ်နိုင်လိုက်ထိုင်ထောင်ချင်းမေးသောမေးကုန်ကျွန်တော်စာမေးပွဲဖြစ်နိုင်လို့စာမေးပွဲအောင်မှာသူ့အတွက်အရေးကြီးဆုံးဖြစ်နေရန်တူပါ යි ကျွန်တော်ကသူစိတ်ကျင်နာအောင်ခေါင်းညက်ပြလိုက်တယ်ဆောင်းမဆိုင်မကောင်လေးရောက်လာတယ်ကိုစွန်းနိုင်တောက်တော့မလားအေးတပ်ပြရရှင်းရှင်းနှစ်ခွက်ပြောခဲ့ခြေကလေးတွေကိုထုချင်မထိန်နဲ့တော့တုံးခဲ့တဲ့အိုက်တယ်မအီဖီကိုချိန်မှလိုက်သည်မအီဖီကိုဖြစ်နေတယ်မဟုတ်လားစာမေးပွဲအကြောင်းမေးထားခြင်းဖြစ်ပေမဲ့ဒီရှင်မှာဒီစကားဒီအမေးတင်ဆုံးဖြစ်နေစိတ်မပါဘဲမေးလိုက်ရတယ်။ကြိုးစားတော့ပြေးခဲ့ရပဲကိုရဲ့။မေးဖြူကအောင်မှတေချာပါလား။ဟင်းအေးဖြူတယောက်နဲ့တော့မအောင်ရှင်ဘူး။ အကိုရောနှစ်ယောက်တူအောင်မအောင်ခြင်းတယ်ကျွန်တော်ကိုကြည့်နေသည်ကျွန်တော်တပင်းရှာမိရသည်စာမျိုးပဲကြောင့်မဟုတ်မအေးဖြူဤမျိုးလုံးများကြောင့်မအေးဖြူဤအခြေရင်ဆုံးမည်ဘဏ္ဍာကဆုံဆုံရင်ခုံရသည်တည်းတိတ်လာသောမျိုးလုံးတောက်ပါပြီအရေးလဲနေသည်ခုလုံးကိုယ်တည်းဖွံ့ဖြိုးတော်လဲကြစ်လျင်အရှိုးအစေးကြခြင်းမျက်နှာကလေးအစဉ်ပြေကရှောင်းမောခြင်းတော်သည်မအေးဖြူဤအနောက်ဘက်သို့သွားသည်မပါမပြီးသည်မှမှန်ပါ၏သို့သောမအေးဖြူဤတူချသောအနာသည်တောက်ပါပြီအရေးလဲနေသည်မြုံဝတ်ဆောင်ဖြစ်သည် သူကရိုးရိုးဝင်ကြည့်တော့လဲကျွန်တော်အတွက်တော့ညှို့ယူဖန်ဆောင်ပြီးနဲ့ခံလာရတယ်။ဟိုးမှာကြည်ဆန်းပါရဲ့ဗျ။မြစ်ပြင်အဝေးတွင်ဒေယုံစီးရဲ့ပြင်မြော်နေတော့ရွက်လေကြီးစီတို့ကျွန်တော်ကညွန်ပြသည်။မအေးဖြူကရွက်လေကြီးစီတို့တန်းကြည့်နေသည်။ကျွန်တော်ကတော့လှပါတော့သူ့မျက်လုံးအဆုံးကိုငေးချင်နေမိသည်။သူ့မျက်လုံးများထဲမှာအရှိလေကလေးတစ်စီးကိုမြင်နေရတယ်လို့ပြောဒီမှာဖတ်ကြည့်ဆက်လို့မပြီးသေးဘူး။မအေးဖြူကကျွန်တော်ကဗျာလေးကိုဖတ်နေသည်။ကျွန်တော်ကကဗျာရေးစာရေးဝတ္ထုတွေဖတ်ပြီးစိတ်ကူးရင်သည် တက်တဲ့မြတ်မှတ်တဲ့မြန်လေးလေးရှိခံစာအုပ်များနောက်ပိုင်းစာမျက်နှာများကိုကြပြလေးဆက်ပြီးဘယ်ကစင်းမှပို့ဖြစ်သည်ဘယ်မကစင်းမှပို့ဖြစ်သည်တော့မဟုတ်တူတယ်တော့ကျွန်တော်စာဖတ်ပရိသတ်ကမှအေးပြူအကုန်နဲ့အတူရေးဆန်းဒီဆန်းမှာလိုက်ရတာမအေးပြူကောင်းကလေးနှိမ့်ပြတော့ကရှေ့ရှေ့ဆေးရရပြီကံညီတော်သူမျက်နှာလေးကိုကြည့်မြင်နေရတဲ့ကျွန်တော်အတွက်ကံရံလေးတွေရစေမယ်ကြပြလေးတွေဖြစ်လာတယ်ကျွန်တော်ကရှာရည်လိုက်တယ် ။လင်ငယ်ရှင်ရွက်ကုန်ခွင့်လက်ညင်ရဲ့ရှစ်သူရဲ့ရေပင်ကျဲကူးကြပါနှစ်ယောက်တည်း။ဘယ်လိုင်းဘလို့ထန်လို့ရေစံမှာလေစံတိုက်လေ။မကြောက်ပါဘူးရွှေလက်တဲ့ဘဝပင်နေ။ကျွန်တော်ကမအေးဖြူကိုပြန်ပြလိုက်တယ်။သူဖက်ကြည့်တယ်။ဟဲ့တိတ်ကောင်းတော့လေ။အကိုကတော့မြန်မာစာဂုဏ်ထုထက်မှတိတ်ကြတယ်။ကျွန်တော်မြောက်သွားပြီ။မအေးဖြူဒီကျွန်တော်အတွက်အားစင်ကျွန်တော်ကဗျာလေးတွေဖတ်ပြီးတဲ့အဘတရားရှိကျူးတတ်တယ်။တခါတည်းကကိုဘသာအမရတော့ကြံကုန်ရင်သူသဘောကျနေကိုဘလိုက်ပြီးကြိုက်မိရသည် ဆိုင်မကောင်လေးကတံပြန်ရင်တစ်ဖက်လာရှာပေးတယ်။တောက်လေးမှယူနန်းတော့သူ့ကိုပြောပြီးကျွန်တော်ကရေစာနေမှုတုံးချောက်ဆက်တော့ပစ်လိုက်သည်။ကောင်းသည်။ချစ်ရှင်အေးအေးလေးဖန်ခွက်ကိုပြန်ချလိုက်တော့တဝဲလောက်ကျသွားပြီ။မအေးဖြစ်ပါတော့တကြိုက်သာတောင်းမှန်တူပါ၏။ခွက်ချက်ခွက်ပြန်ချတော့အများကြီးကြံ့နေသေးသည်။ကျွန်တော်သူ့ကိုနှမ်းကြည့်တော့သူကျွန်တော်ကိုကြည့်နေသည်။လှလိုက်သည်မြင်တော့မြင်။ကျွန်တော်ရင်မှာမောဟပြန်သည်။မအေးဖြစ်သည်အကြည့်ရဲ့တော့မင်းကြီးလည်းမဟုတ်တော့လေကျွန်တော်ကပေါ်စေတနာပြည့် ုနေရှိသူမဖြစ်ခင်ကသူ့မျက်လုံးများနဲ့တခါဆုံးအဖို့အရေးအနှစ်တရာမှာတခါတော့ဖွင့်စီဆိုတော့အာသာဝရီနန်းဤနတ်ပန်းကိုနတ်တို့မြှောက်သူလို့မျှော်ပါသည်တကိုးကြည့်လိုက်ပြီးဖြစ်ရှင်ဆုံမြန်တော့လည်းနှစ်ရက်သုံးရက်မမိနိုင်ရှင်ထဲမှာမောနေအောင်ဆော့ဆဲနေနေဖြစ်ရသည်ထိုအကြောင်းများကိုကျွန်တော်ပြောပြဘူးတယ်အော်ဒီတော့ကိုယ်လည်းအခုရသူကကျွန်တော်အတွက်စိတ်မကောင်းဖြစ်ရင်ဘူးအဲ့ဒီမျိုးလုံးလာလေးတွေနဲ့အများအားဖြင့်စုံလေခြင်းနဲ့မအေးဖြူလေမောခြင်းနဲ့မောစမ်းပါစေ။ဒီကုံခြင်းတော့ခုံစမ်းပါစေ။ အဲ့ဒီဝေဒနာကိုတသက်လုံးခံစားခြင်းနဲ့မတွန့်တုန်နေတော့မှအေးဘူးကျွန်တော်တောင်းဆိုခဲ့ပြီးကြတဲ့ကကျွန်တော်အလိုကိုလိုက်၍အခြေချင်းစုံစီပါ၏မညူမဆူမတွန့်မဆော့အခြေခံခဲ့ရသည်ညလို့စရာရှင်မောစေဒီဝေဒနာလေးတွေကောင်းမှုပြုနေရှာ၏တရှိစရာကောင်းသည်မှအေးဘူးသူ့ကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာမောလာရပြန်သည်ဖန်ခွက်ကိုကောက်ရေးမောလိုက်မိပြန်ရှာလိုက်တော့ဖန်ခွက်ထဲမှာရေခဲတုံးကလေးတွေကကျန်တော့သည်ဟောဗျာအကောင်တောက်လိုက်မိပြီ ဖြော်ရည်အေးတောက်နေဖေဖေချင်းတောက်ရနေမှာအေးဖြူတင်ကြရသည်ကိုကျွန်တော်မေ့တော့သွားသည်ရပါလေကိုရဲ့ဘာအေးဖြူကသူ့ဘက်ထံမှာတဝက်ခွဲပေးသည်ဖြစ်ရင်မယူချင်မှာအေးဖြူသာအဲ့ဒါကိုအတူတူကောင်းအောင်တောက်မယ်မအေးဖြူကနမူနာပြသည်သူ့ခွက်ကိုယူဖေဖေချင်းတစ်ချိုင်တောက်ပြီးပြန်ချထားလိုက်သည်ပြီးတော့ပန်းနှင်းရမင်းအကင်လက်ကင်ပေါ်ပါလေးနဲ့သူ့နှာခမ်းကိုတို့တို့လိုက်သည်စီမင်းဆိုပဲနီပြင်းနုဖန်နေသောနှာခမ်းလေးကမြင်လို့ရှင်စီရဲ့မအေးဖြူကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာစိုးရိမ်စိတ်ကြီးစွာဖြစ်လာနေသည် ဒီလောက်လာပြီဒီလောက်ရှင်းစရာကောင်းတယ်မအေးဘူးနဲ့တော့ဝင်းနေရမှာဆိုရင်ငါရင်းပါပဲရှေ့တူရှူမှမြစ်တပကံစီကိုကျွန်တော်နှမ်းကြည့်လိုက်သည်ရဲရဲနေအောင်ပွင့်နေကြတော့ပောက်ပင်လက်ပံမင်းကြီးများကိုနေရာတိုင်းမှာတွေ့နေရသည်မအေးဘူးပုံမှန်ကြည့်လိုက်သည်မအေးဘူးကကျွန်တော်ညူရရတော့နှမ်းကြည့်လိုက်သည်ဒီရသည်ကတိတ်လာမှုကောင်းတာပဲမိမုံတွေထပြီးကြောက်ရတွေကလည်းကြွေးလေဝေလေယူကလည်းတိုက်သေးတယ်ပောက်ပင်လက်ပံပွင့်တွေကလည်းပဲကြည့်ကြည့်နေရနေရမယ် ဒီရသည်ကိုအခုသဘောလဲကြတယ်မြင်နေမှလည်းမကန်တော့လမ်းတလို့လို့ဆွေးတလို့လို့အားငယ်တလို့လို့နေမိုင်အေးဖြူကလက်ပံမီနီနေကြီးများကိုကြည့်နေရပါကျွန်တော်ကိုပြန်ကြည့်သည်မိုင်အေးဖြူ၏မျက်လုံးများနဲ့ကြည့်ကြည့်စုံအားပြန်သည်နေရသည်ရဲ့ရှုံးရင်းတွေကမိုင်အေးဖြူရဲ့မျက်လုံးတွေနဲ့တူနေဟင်ဘာဖြစ်လို့လဲမြင်ရင်လည်းမြင်ချင်တယ်ရင်လည်းမောရတယ်မိုင်အေးဖြူပြုံးသည်အခုတိတ်ပေါ်တတ်တယ်ဘယ်ဒီလောကကြီးမှာကိုယ်ကြောက်ဆုံးရတခုရှိရသေးလားမိုင်အေးဖြူကကျွန်တော်ကိုနားကြည့်တယ် ။မလဲမမေးတီတော့။မအေးဖြူနဲ့ဝေးရမှာကိုကျွန်တော်အကြောက်ဆုံးပဲ။ဘာလို့ဝေးရမှာလဲအကိုရဲ့။ကဲအခုစာမျိုးဝဲပြီးကြောင်းလဲပိတ်ပြီ။ကိုကစကင်ရင်းရပါနေတယ်။မအေးဖြူကတရားဝင်ပေါ်မှာနေတယ်။ဒီနေ့တွေ့ပြီးနောက်တစ်ခါဘယ်လိုလုပ်တွေ့ကြတော့မလဲ။ဒီမျက်လုံးလားလားလေးတွေကိုပြန်မြင်အောင်ဘယ်လောက်ဆောင်ရအောင်မလဲ။ကြောင်နဲ့စကံရင်ဘလောက်များဝေးလို့လဲကိုရင်စပိန်နဲ့လာလာမြင်းလဲနဲ့လာလာအနီလေးဩလာလာတော့ဟုတ်တာပါ ။မအေးပြူတို့အိမ်ကိုကိုကဘယ်လိုလုပ်လာရဲမလဲ။ဆရာကိုကြောက်တယ်။မအေးပြူထံမှ80ပွဲရေတန်းလေးထွက်လာသည်။မအေးပြူဤဖခင်ဆရာကျော်ကအလဲလန်းပြဖြစ်သည်။ကျွန်တော်တို့ခုနှစ်တန်းအထိသင်္ချာတင်ခဲ့တော်ဆရာအတင်ပြကားကောင်းတလောက်မျက်နှာထားတင်သည်။ကျွန်တော်တို့ဆရာကိုယူလဲယူသည်သည်။ကြောက်လဲကြောက်သည်။မရေပါနဲ့ဗျ။တော်ကြတာမှငိုနေရမအေးပြူခက်ငင်ကြီးလေးတွေးသွားသည်ဆယ်တန်းဆောင်ဘွယ်ဆိုသည်ကိုလည်းကျွန်တော်မယုံကြည်ဒုတိယပြီကျွန်တော်ကိုကျွန်တော်မယုံကြည် ကိုဘာသာတော့စူးစမ်းပြခဲ့ပါတယ်တိုးတော့အောင်မီမအောင်မီမပြောရဲစာမျိုးဘက်ကိုကျွန်တော်တို့နှစ်ယောက်လုံးအောင်မီလားနှစ်ယောက်စလုံးကြမီလားတယောက်အောင်မီတယောက်ကြမီလားဘသူအောင်မီဘသူကြမီလဲကျွန်တော်တို့ခုနဲ့ပြန်ဆောင်နိုင်ဖို့အခွင့်အရေးရှိပါအောင်လားခေတ္တခွဲသည့်ထင်ရမှာတသက်လုံးကွဲသွားကြမီလားထိုတွေကကျွန်တော်ရှင်ကိုတုံ့လုံးစီပါသည်နှွေဦးလေးဦးငွေချိန်မှာအရှိဦးကအရှိယူတော့ကားပြရမယ်မရည်ဘူးအခုမိုင်းပြင်းနဲ့ကိုမခွဲခြင်းဘသူကခွဲနိုင်လို့လဲ ခုမအေးဘူးအိမ်ကိုဘယ်လိုပြောခဲ့လဲစာမေးပေးပြီးတငယ်ချင်းတွေနဲ့အိမ်မှာပဲသွားလိုက်မယ်လို့ပြောခဲ့တယ်ဘယ်နှနာရီရောက်ပြန်ရပါလဲ၄နာရီရောက်ပြန်ရမယ်ကျွန်တော်လည်းမှနာရီကိုနှမ်းကြည့်လိုက်ပြီးကဲအခုပဲကျွန်တော်ကျောင်းနေပြီ၃နာရီလောက်ဆိုရင်ကိုနဲ့မအေးဘူးခွဲရတော့မယ်အိုးကိုကလည်းဒီလောက်တော့ခွဲနေရအောင်ပညာဆောင်လို့အလုံးရတော့တူနေရမှာအဲ့ဒီတော့ကြောင်းအကူမဆောင်နိုင်အောင်မဆောင်နိုင်လို့ပဲဖြစ်ရမလဲကိုရဲ့သူကမျက်လုံးရွေးကြီးများနဲ့ကျွန်တော်ကိုငေးကြည့်နေတယ်အဲ့ဒီတော့မကြည့်ပါနဲ့မအေးဘူး ကိုယူသွားလိမ့်မယ်။သူကပြောင်းလာရဲ့သူ့မျက်လုံးများမှာပို့၍အေးလဲလာတယ်။ဒီတော့လှတဲ့မျက်လုံးလေးကိုသာမမြင်ရရင်ကိုတိတ်လွမ်းရမယ်။ပို့တယ်ကိုရဲ့မပို့ဘူးမအေးဘူး။အခုရင်ထဲရှိတဲ့အတိုင်းပြောနေတာ။ကျွန်တော်ကမအေးဘူးလေအေးပေါ်မှာကျွန်တော်လက်ကိုဖြန့်ရည်တင်လိုက်ပြီ။ကျွန်တော်ပါတောင်းတီပေါ်မှာအေးလို့တီးပါရည်။သူ့လက်ပြပြနုနုလေးကိုကျွန်တော်လက်ထဲမှာအတားရအတားရထည့်ပေးချင်တယ်။အော်တရှိစရာကောင်းတဲ့မအေးဖေးသူ့လက်ကလေးကိုကျွန်တော်တင်းတင်းပအောင်စုပ်ပိုင်ထားလိုက်မိတယ် ဘယ်တော့မှလွတ်ထွက်မသွားချင်တာလက်ကလေးကျွန်တော်ညီတယ်မှာပိုရင်မောလာရတယ်။မန်အေးဖြူနေခွဲခါနေကိုကျွန်တော်မစင်းစားချင်တော့ဘူး။ခုလည်းမခွဲချင်၊နောင်လည်းမခွဲချင်၊နှာလေးလည်းမခွဲချင်၊အကြကြီးလည်းမခွဲချင်။အပြိမ့်မှပြောသွားစမ်းဘယ်တော့မှမခွဲဘူး။အတွေ့အဲမှာပဲလက်မခံဘူး။ဖြစ်နိုင်တယ်မန်အေးဖြူနေခုတခါတည်းအတူနေလိုက်ရင်ဟုတ်တယ်။ဒီခုရင်မျိုးနောက်ထပ်ရဖို့မလဲကျွန်တော်ရင်ထဲမှာဆုံးဖြတ်ချက်တစ်ခုရကျွန်တော်နှလုံးပုံကန်ပြီးပုံမြင်ပြီးပုံမြင်လာကြပြီသုဒ္ဓဆရာမကြီးဖြူကြီးလက်ကလေးကိုပို့ရတင်ချောင်း စုပ်ကန်လိုက်မိမအေးဘူးအခုတော့တစ်ခါနဲ့ထွက်ပြေးရဆိုလားအိုးမဖြစ်နိုင်ဘူးမအေးဘူးထိတ်လန့်သွားသည်မအေးဘူးကိုချင်ပြီးကျွန်တော်အားမရတို့တော့ဒီမြဆွန်ဆန်းအမေကိစ္စကိုသူလည်းနဲ့လက်ခံနိုင်ပြီမဟုတ်ဒီမှာတဘာဝကြတယ်ကိုကျွန်တော်နားလည်လိုက်သည်ကျွန်တော်ကတော့နောက်တစ်ဆင့်ထပ်ပြီးပုံမခိုင်မှဆိုအဆုံးဖြတ်လိုက်ဖြစ်နိုင်ပါတယ်မအေးဘူးရဲ့ဘာလို့မဖြစ်နိုင်ရမှာလဲမအေးဘူးကိုကိုမရှိဘူးလားမိစားလို့လားအကိုရဲ့လို့လည်းမအေးဘူးဒါရည်ကြီးရဲ့ဖြစ်တက်ရှိပါလေကိုရဲ့ ူကောင်းဝင်ငုံသွားသည်တိတ်အားရစရာကောင်းသည့်အဖြစ်တိတ်ရှင်တိတ်သက်သည့်ရှိရမှာပေါ့မအေးယူရင်တတိမရှိတာဟုတ်ကဲ့တကယ်မရှိလို့ရှစ်စစ်ရှစ်မှန်ဆိုတာဘာမှမဆိုဆွတ်လာရတဲ့တတိကိုဖြစ်ပေါ်စေတယ်ရအောင်မှာပြင်းနေတဘာမသွားရတဲ့မိန်းကလေးကလည်းအရှင်နဲ့ပတ်သက်လာရင်တုံ့တန်ကစားပြီးတော့ဖျက်ချောင်းဝင်နေတယ်ဘင်းသမီးတော်ကိုလည်းဆောင်းအိုလူနေတဲ့အတူတဝါကူမှာအသက်ဆုံးဝင်နေရှုပ်သူနဲ့တွေ့ရဖို့ဆိုရင်ပင်လယ်ရေလက်ချားကိုဖျက်ဦးရဲကြတယ် တကယ်ရှိတဲ့ရှိသူနှစ်ယောက်ရဲ့ကြားမှာအတားအဆီးဆိုတာမရှိဘူးဖြစ်နိုင်တာမရှိဘူးဘာမှဆိုလုံးဝနဲ့ဘာမှဆိုဖြစ်နိုင်တယ်ကြည့်ပြောမေးဘူးအကိုနဲ့အတူလိုက်ဖို့တတ်တိမရှိဘူးလားမဖြစ်နိုင်ဘူးလားကျွန်တော်ကဖတ်ဖို့တည်းများကြားတည်းများနဲ့ကြီးကျယ်အောင်ခိုင်မအောင်အပိုင်ရှိရပြောလိုက်တယ်ကျွန်တော်တကယ်ပြောနေချင်းဖြစ်တယ်ကိုမအေးဘူးနားလည်တော့တယ်သူကဘာမှပြန်မပြောကျွန်တော်မျက်နှာကိုလည်းမကြည့်သူရှိရှိဖန်ခွက်တယ်မှာရေခဲလုံးလေးများကိုငင်းကြည့်နေတယ်သူ့ရင်ထဲမှာတိတ်လှောက်ရှားပြီးလိမ့်နေကျွန်တော်စုပ်ခိုင်ထားတဲ့သူ့လက်ကလေးတွေတွေးတွန်းလုံးမြန်နေတယ် ကျွန်တော်မအေးဖြစ်ကိုတနာလိုက်မိသည်သို့တော်တည့်ရှိသည်ယနေ့တာအတူထွက်ပြေးရကြနေရင်သူကျွန်တော်ဇနီးလေးဖြစ်ပြီးကျွန်တော်တို့ဘယ်တော့မှခွဲရတော့မှာမဟုတ်ဟိုတည့်ရှိရသည်မအေးဖြစ်ကိုကျွန်တော်ပိုက်ဆိုင်ကြည့်စမ်းလာသည်မျက်နှာပိုက်ပိုင်ရှိခွင့်ရခြင်းသည်အတူတကွာနေခြင်းစမ်းလာသည်ကျွန်တော်ကောင်းတဲ့မှာမအေးဖြစ်ကိုချစ်တယ်ကလည်းဘာမှမရှိ။မအေးဖြစ်နဲ့အတူနေခြင်းဒီကလည်းဘာမှမရှိ။ရှေ့စကားဆင်ရတဲ့ကျွန်တော်တပင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်သည် မသေးချာစဉ်းစားတော့မှာဖြစ်ရဲ့ဘဝဆိုတာဘာမှကြည်ရတာမဟုတ်ဆယ်တန်းအောင်ခွဲရအလုပ်ရမဖြစ်ရင်ကြောင်းလို့ရောက်မှာဖြစ်နေကို꿰သွားနိုင်တယ်အဲ့ဒီကို꿰သွားရင်ဆယ်တန်းအောင်လာရောက်ခွဲရတာရအလုပ်ရတာတော်တော်ကလည်းဘာကိုပဲရဘာမှအတိတ်ပြမရှိတော့မအေးဖြစ်ခွဲရရင်တတော်ကလည်းကိုရတာလည်းတူတူပဲကျွန်တော်ဒီဘာမှမရချင်တဲ့နေပါစေမအေးဖြစ်နေတူနေရဖို့ဆိုရင်အကိုတော်ဘာမှမစုံဆွလုံးဝင်တယ်မအေးဖြစ်အခုတခါလေကိုနဲ့လိုက်ခဲ့ပါနော်အကိုတော်အတူပြေးကြရအောင်အကိုမအေးဖြစ်နေမခွဲနိုင်တော့ဘူးကွာမအေးဖြစ်ကောင်းကောင်းနေစေ ဒွန်လေးပါဝင်စိတ်ငြိမ်နေစေကျွန်တော်မအေးဖြူကိုအားမရလို့ကမချင်နဲ့မချင်မနှက်ဖြစ်လာတယ်မအေးဖြူပျော်စမ်းမှာမအေးဖြူလည်းလက်တိမရှိဘူးလားကျွန်တော်စုကန်ထားသောသူ့လက်ကလေးကိုလှုပ်ရင်ရင်မေးမိတယ်မအေးဖြူထင်မှာဘာသားမှထွက်လာတယ်ဘယ်လိုလဲမအေးဖြူအကိုတို့အကိုနဲ့အစင်းရဲမခံဘူးလားမအေးဖြူကမဖြစ်ကျွန်တော်တပင်းတစ်ချက်ရှာလိုက်မိပါတယ်အကိုသိပါပြီလေဒါအပြင်လည်းရေချောက်ကိုကူးရတာလည်းမဟုတ်ပါဘူးတဝါကူတယ်မှာအတူတည်ခံရတာမျိုးလည်းမဟုတ်ပါဘူး ဒါတော့မအေးပြီမစွန့်စားဘူးတတိမရှိဘူးမဟုတ်လားဘယ်တတိရှိရမလဲဘာအေးပြီကိုယ်ကိုတကယ်မရှိလို့ပေါ့မအေးပြီပါပြီမော်ရီလက်ရည်ပေါင်ချင်တာတလင်းလေးစီးချတာသည် ပြီးတော့ရုပ်တရည်ကောင်းကိုမော်လိုက်သည်ကျွန်တော်ကိုခက်တယ်နဲ့စိုက်ကြည့်နေသည်အဲ့ဒီလိုတော့မပြောနဲ့ကိုအေးပြီမကန်နဲ့ဘူးအေးပြီကိုယ်ကိုသိရှိတယ်တတိလည်းသိရှိတယ်အေးပြီအတွက်ဘာကောင်မှစွန့်လို့ရမှာဝင်လေတော့မဟုတ်ဘူးအေးပြီကြောက်တာတခုပဲရှိတယ်အခုစင်းရဲမှာအခုကလူတွေအတင်းသေးမှပြောအတင်းသေးမှပြောချဆိုကြမှာ ။ဟိုအဲ့ဒါလေးအကုန်အကုန်ကိုခံဟုတ်တာ။အကုန်အကုန်ခံဟုတ်နေ။အကုန်မခံဟုတ်တာကတခုပဲရှိတယ်။မရိပ်ဘူးနဲ့ခွဲရမှာ။လာ။အကုန်အခုတော်မယ်တိစ္ဆာချင်းမရှိဘူး။မရိပ်ဘူးကထိုင်အောင်ရုပ်တရက်ထားလိုက်သည်။ဘာတကယ်မရိပ်ဘူးတကယ်ပြောတာလား။ကျွန်တော်မယုံနိုင်အောင်မိသွားတယ်။တကယ်ပြောတာပေါ့ဖာလေး။အကုန်တတိမရှိတော့ဘူးလား။ဟိုတိတ်ရှိလာတော့မယ်။ကျွန်တော်ထိုင်နေရာမှာထားလိုက်သည်။စပွဲပေါ်မှာပဲ။တံပြားကြီးတဝက်စင်နေဖန်ခွက်နှစ်ခွက်။ မဲပြီးပြတာတော့စကားကိုတတိယကြီးကျွန်တော်ကဖန်ဖက်ကိုကောက်ယူပြီးတစ်ဖက်ကိုအမအေးဖြူတဲ့ကံပေးလိုက်ကဲပြန်ကုန်းအောင်တောင်းတယ်။နည်းပဲလို့မောရှလိုက်ကြတယ်။ရှင်ထဲမှာအေးနေပါလေ